ကသူကတော့တအားအရင်ဘလို့ကြောင့်အချစ်ခံနေတဲ့သူ့ကိုပဲကျင်းကျင်းနာနာနွဲ့နွဲ့ဆက်ဆက်နဲ့ဆက်ဆံအောင်လုပ်နေတယ်မှာအရာရာသူ့ကိုဥဒါပေးမှလို့သူပကကြတော့လို့သူ့ကိုပေးတယ်လို့ပြန်မရတော့သူညီတဲ့တော့ကြာဆက်ကကြရရပြီလားဟုတ်ရှိလိုက်ဆိုတော့လေရင်ထဲမှာလေဟုတ်အကြည့်တိုင်းတိုင်းကအကြည့်ဖြစ်လိုက်ပြီလားခံစားနိုင်တော့ ဲစကားအဲ့လိုရဖြစ်တာပေါ့ရဖြစ်တယ်ဒီစားတန်က3နှစ်ကျော်4နှစ်လောက်ရှိနေပြီပေါ့နော်အဲ့ဒီခါမှာနေကြတာကတော့နိုင်ငံခြားမှာဖြစ်ပါတယ်။နောက်ကိုယ့်ရဲ့ဇီစားနဲ့3-4နှစ်လောက် relationship မှာရှိနေပြီဆိုရင်အာတော့အိမ်တောင်ပြုတ်ဖို့ဒါစဉ်းစားရမယ့်အရွယ်ဖြစ်တယ်ပေါ့နော်။ပထမတစ်ချက်ကကိုယ့်ချစ်သူကိုယ့်ဇီစားကိုအဲ့လောက်2-3နှစ် လေးနှစ်ငါးနှစ်နော်၁၀နှစ်အဲ့လိုတွဲလာပြီဆိုရင်တော့တေချာတယ်ကျွန်တော်တို့ယူဖို့အထီကိုဟိုစဉ်းစားဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့လောက်ထိတွဲလာပြီမှကျွန်တော်တို့မယူဘူးဆိုလို့ရှိရင်ဒါတော်တော်လေးကိုအချိန်နဲ့ waste ဖြစ်မှာပေါ့နော်ဒီတော့အခုဒီလာတိုင်းမင်းနဲ့နော်အာမြို့သမီးရဆိုလို့ရှိရင်သူနဲ့ရေးစားတက်တန်းလေးနှစ်လောက်ရှိနေပြီအဲ့ဒီခါကျတော့ဟို သူကဒီလိုမျိုးပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်အိမ်တော်ပြုတ်ဖို့အတွက်ဘယ်ချိန်လောက်မှငါတို့ပြုတ်ကြမလဲဘယ်လိုမျိုးလုပ်ကြမလဲဆိုတာလေးကိုဆွေးနွေးတဲ့အခါတိုင်းသူ့ရဲ့ကောင်းလေးဖြစ်တဲ့သူကလုံးဝကိုအဲ့ဒီဟာကိုဆွေးနွေးကို မပြုတ်ဘူးပေါ့နော်ရသတန်း၄နှစ်လောက်ရှိပြီပေါ့ဆိုတော့ဒီကိစ္စကိုလည်း तू ကပဲအများရန်ချပြောရတာပေါ့နော်မိန်းကလေးဘက်ကပဲပြောရတယ်အကြားလေးဘက်ကမဆွေးနွေးဘူးပြီးတော့ तू အခုခံစားနေရတာကကြတော့သူ့ကိုလည်း နော်ဂယုစိုက်ဖို့ဟိုအများရမ်းပေါ့နော်လိုအပ်နေတာပေါ့နော်သူကဘက်ကကြတော့ပြန်ပြီးတော့ဂယုစိုက်မပေးဘူးပေါ့အဲ့ဒီခါကျတော့ဟိုဘာဖြစ်ချင်မှမသိဘူးအဲ့လိုဖြစ်နေတဲ့အချိန်လေးမှာဒါကျွန်တော်စီမံရင်လာဖွင့်တာဖြစ်ပါတယ်ခုနပြောခဲ့တဲ့လိုပဲဒီစတဲ့တန်ကြာလာရင်တော့အာအိမ်အောင်ပြုတ်ဖို့အတွက်စဉ်းစားရမှာပေါ့နော်အဲ့ဒီအချိန်မှာအာကိုယ့်ရဲ့ရေစုံနှစ်ဦးသဘောတူဖြစ်ဖို့လိုတယ်ဒီဇလန်းမှာဒီလောက်ရေစားတက်တန်းကြာလာပြီဆိုရင်ငါတို့ယူကြမှာလား ယူမယ်ဆိုလို့ရှိရင်ဘာတွေဆက်လုပ်မလဲပတ်စံတွေစုကြမှာလားဘယ်လိုမျိုးလုပ်ကြမှာလဲအဲ့တော့ကိုကယောက်ျားလေးဖြစ်တဲ့သူတယောက်အနေနဲ့ကိုကမယူနိုင်သေးဘူးဆိုလို့ရှိရင်လည်းဘာကြောင့်မယူနိုင်သေးတဲ့အကြောင်းအတိအကျပြောဖို့လိုတယ်တချို့အရာတွေကြတော့ဟိုပြောရလို့ရှိရင်လက်တလောမှာပြဿနာဖြစ်နေတဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်အဲကိုရဲ့တကိုယ်ရဲ့အတ္တစိတ်နေပေါ့နော်တစ်ဖက်ကကိုကိုစောင့်နေတဲ့သူနဲ့နှိုင်းရှင်တဲ့အခါမှာအာတခါကျရင်အဲ့ဒါကို1နဲ့4မကွဲတတ်ဘူးပေါ့နော် ဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာပြောချင်တာကဘာလဲဆိုလို့ရှိရင်တကယ်ပြုဖို့တည်ကြတယ်ဆိုရင်ကိုယ်မှာဘလို့အခက်ခဲပဲရှိရှိဖြစ်ရှင်းမှုနီးလန်းတော့ကျွန်တော်တို့ကရှာဖို့လိုတယ်။အဲအဲ့ဒီအချိန်မှာလည်းတစ်ဖက်ပါတနာကလည်းအဲ့ဒီဟာကိုဖြစ်ရှင်းဖို့ကျွန်တော်တို့ပူးပေါင်းဖို့လိုတယ်။ပူးပေါင်းပြီးတော့နှစ်ယောက်တူတူရင်ဆိုင်မလား။ကိုယ့်ဘက်ကငွေကြီးတက်နိုင်တဲ့ငွေကြီးသို့မဟုတ်နော်ဟို physical လေးရ ဖေးမပေးလို့ရမယ့်ကိစ္စရှင်လည်း physically ရပါတော့ပြုစုဆောက်ရှောက်မှုလိုပဲဖြစ်ဖြစ်ဘာဖြစ်တာလဲကြားမိုင်မကောင်းတာလားငွေလိုနေတာလားစသည်အားဖြင့်ကျွန်တော်တို့အထူးထူသွားကြမလားဒီလိုမျိုးနဲ့ကျွန်တော်ဆွေးနွေးပြီးတော့ညှိနှိုင်းပြီးတော့အာသွားရမှာဖြစ်ပါတယ်အဲဒီမှာပြောရမယ့်ချက်တွေကတော့အများကြီးပဲပေါ့နော်ဒါပေမဲ့ကျွန်တော်အဓိကနှစ်ချက်လေးပြောချင်တာကဘာလဲဆိုရင်အာ main ကလေးတစ်ယောက်ကအိမ်တော်ပြုတ်ဖို့စပြီးပြောလာပြီဆိုရင်ယောက်ျားလေးဘက်ကလည်းဒါကိုပြန်ပြီး response ပြောဖို့လိုတယ်ကိုယ်မှာဘာအခက်အခဲရှိတယ်လဲရှိတယ်ဆိုရင်အဲ့ဒီခက်ခဲကိုပုံမှန်လေးပြောပြ ဝင်လည်းပြောပြပြီးတော့ကိုကဒီ main clean နဲ့အတူတူရှစ်ဆက်သွားမယ်ဆိုရင်တော့ဒါကိုတည်တည်ချာချာဆွေးနွေးညှိနှိုင်းပြီးတော့အချိန်ယူတဲ့နေဆိုရင်လည်းယူဟိုမယူတင်ဘူးပေါ့နော်အခုလက်ချက်ချင်းဖြည့်ရှင်းလို့ရတယ်ဆိုလည်းဖြည့်ရှင်းပေါ့ဒါလေးတွေကိုနှစ်ဦးသဘောတူခရီးလမ်းတစ်ခုသွားမယ်ဆိုရင်တော့အချိန်ညှိနှိုင်းမှုလိုပါတယ်အဲ့တော့အညှိနှိုင်းမခံဘူးเนาะပြီးတော့လမ်းခွဲကြဟိဆိုတော့လည်းအာဆွဲထားခြင်းတွေတယ်ဒါကကြတော့ဟိုဖြည့်ရှင်းတဲ့နေလမ်းမဟုတ်ဘူးပေါ့ အဲ့တော့ဒီမျိုးသမီးကသူကအများတန်းသူ့ပိုပဲချစ်ပေးနေရတယ်သူကပဲခယူးဆိုင်ပေးနေရတယ်ဒါပေမဲ့သူ့ဘက်ကကြတော့ဘာမှ feedback ပြန်မရဘူးပြီးတော့အိမ်အောင်ပြုဖို့စကားပြောတဲ့အချိန်ကြလို့ရှိရင်လည်းဇဝေဇဝါနဲ့စိတ်တူပြီးတော့ဒါကိုဘလုံးက allergic သဘောမျိုးဖြစ်နေတဲ့အခါကျတော့ဘာကြောင့်သူ့ကိုထပ်ပြီးတော့ရီစားထားနေအောင်မလဲပေါ့နော်အဲကျွန်တော်တို့သမီးစားရဲ့နောက်ဆုံး life goal ကတော့အိမ်အောင်ပြုခြင်းနဲ့နှုတ်ဒါဘဝတစ်ခုတည်ထောင်ခြင်းဖြစ်ပါတယ်အဲဒါကြောင့်မလို့အဲ့လိုမျိုးပြောလိုက်တဲ့အချိန်တိုင်းအချိန်တိုင်းမှာ ဲ့လိုသူ့ဘက်က response ကမကောင်းတဲ့ခါကျတော့ဂျင်းထဲမှာတော်တော်လေးတင်းကျပ်လာတာပေါ့နော်အဲ့သူ့ဘက်မှာရှိတဲ့ပြဿနာတွေကိုမေးပြန်တော့လေအဲ့ပြဿနာတွေကဖြေရှင်းလို့ရလားဆိုတော့ရတဲ့ဟာလည်းရှိတယ်မရတဲ့ဟာလည်းရှိတယ်။အဲ့ဒီဟာတွေကိုအမြဲတမ်းထောက်ပြီးတော့ငါ့မှာဒီပြဿနာတွေရှိတယ်ဒီပြဿနာတွေရှိတယ်ဆိုပြီးတော့ငါအိမ်အောင်မပြုတ်နိုင်သေးဘူးဆိုတဲ့ပုံစံမျိုးနဲ့နေချင်းတယ်။အဲ့ဒါဆိုလို့ရှိရင်လည်းငါတို့အချင်းချင်းဟလာလမ်းခွဲလိုက်ကြဆိုတော့လေမခွဲခြင်းကိုဆွဲထားခြင်းတယ်။အဲ့တော့အဲ့ဒါဆိုလို့ရှိရင်လောက်ရမယ့်နီလန်က ပြဿနာတွေကိုဖြေရှင်းလို့ပြီးမှအင်အောင်ပြူချင်းလမ်းစဉ်ကိုသွားမယ်ဆိုလို့ရှိရင်နှစ်ယောက်ပူးပေါင်းပေါ့ပူးပေါင်းမေးဘာလို့လို့ရရတယ်လဲအဲအဲ့ဒီထဲမှာမှကျွန်တော်တို့လုံးချင်တယ်လုံးလို့မရတဲ့ပြဿနာတွေလည်းအများရှိတယ်နော်ဒါကတော့ဟိုသိပါတယ်လူတိုင်းကနော်ကိစ္စတိုင်းကိုမဖြေရှင်းနိုင်ဘူးနော်ကိုဖြေရှင်းနိုင်တဲ့ကိစ္စရှိတယ်ဖြေရှင်းလို့မရတဲ့ကိစ္စလည်းရှိတယ်အဲ့ဒီပုံမှာအရာကြီးကိုငါအဲ့တော့မလုံနိုင်အောင်လားဆိုပြီးတော့လိုက်ပြီးတော့လေဟာလာအပြစ်တင်လို့မရသလိုအဲ့ဒီဟာကြောင့်ဒီဘက်ကတစ်ဖက်ကိုလည်းဟို မျက်နှာသာမပေးနိုင်တဲ့အနေအထားမျိုးလည်းပြောလို့အဆင်မပြေဘူးပေါ့ဗျာဒါလေးတို့ကျွန်တော်တို့ကအရှိတရားကိုလက်ခံဖို့လိုတယ်ဆိုတာလည်းဒါဆက်ပြီးပြောနေတာပေါ့နော်အဲ့တော့ကျွန်တော်ပြောတာလေးကတော့နည်းနည်းလေးဟိုကစင်ကလေးကတော့ဖြစ်နေလိမ့်မယ်အဲဆိုလိုချင်တာကသမီးစားဘဝတက်တန်းကြလာပြီအဲအိမ်အောင်ပြုတ်ကျင်တယ်ဆိုလို့ရှိရင် okay မေးရမယ်မေးခွန်းရှင်းရှင်းလေးပဲငါတို့နှစ်ယောက်အတူတူအိမ်အောင်ပြုတ်ဖို့စမ်းသပ်ရှိရလားရှိတယ်ဆိုလို့ရှိရင် ဘယ်လိုပြုကြမှာလဲဘယ်လိုရည်မှန်းချက်တွေထားမှာလဲအဲ့ဒါပြုဖို့ကအခက်အခဲပါရှိနေတယ်လေအဲ့ဒီအခက်အခဲတွေကိုဘာလို့နှစ်ယောက်တူတူဖြည့်ရှင်းလို့မရဘူးလားဖြည့်ရှင်းလို့ရတယ်ဆိုရင်ဖြည့်ရှင်းမယ်အဖြည့်ရှင်းလို့မရဘူးဆိုလို့ရှင်လေအဲ့ဒီပုံမှာအပြစ်မတင်နဲ့ဒါကိုငါတို့အချိန်တစ်ခုယူပြီးတော့စောင့်မလားအဲ့အချိန်ပေးရမှာလားစပါစေကျွန်တော်တို့ကရှင်းလင်းတဲ့ဇကားနဲ့စပြီးတော့ညှိနှိုင်းမှုလုပ်ရတယ်နော်အဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်အဲ့တချို့ဟိုပြောကြတဲ့ဇကားရှိတယ်ဘာလဲဆိုရင် ဟိုချစ်တဲ့အကြောင်းတွေပြောတဲ့အချိန်မှာပေါ့နော်ငါကမင်းအတွက်ဆိုလို့ရှိရင်အသက်တောင် ပေးဝန်တယ်ပေါ့နော်အဲ့လိုစကားမျိုးပြောလို့ရှိရင်အဲကျွန်တော်ကအဲ့လိုစကားမျိုးဆိုတော့မကြိုက်ပါဘူးနော်အသက် ပေးပြီးမှတော့ဘာလုပ်တော့မှာလဲနော်ဘာလုပ်တော့မှာလဲအဲ့တော့အသက်ပေးမဲ့အစားပေါ့နော်ငါကမင်းအတွက်ဆိုရင်ချစ်လွန်းလို့ဘာမှမဆိုလှုပ်ရဲတယ်ဒါမှမဟုတ်ရင်အာမင်းအတွက်ဆိုရင်မင်းဖြစ်ချင်တာငါလုတ်ပေးချင်တယ်။အဲဒါမျိုးကိုကျွန်တော်ပြောင်းလဲပြီးတော့ပြင်ဆင်ချင်တယ်ပေါ့နော်။အကေအမြအဲ့လိုပြောလာခဲ့လို့ရှိရင်အဲ့တော့ နင်ငါ့ကိုချစ်တယ်ဆိုရင်အိမ်အောင်ပြုဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်နော် sacrifice လုပ်ဆရာမလို့တည်စရာလည်းမလိုလောကမှာကငါတို့နှစ်ယောက်ဘဝရှိရလွယ်ကူဖို့အဆင်ပြေစေဖို့နင့်ဘက်ကဘာလို့လုပ်ပေးနိုင်တယ်လဲငါဘက်ကဘာလို့ဖြည့်ဆည်းပေးရမလဲဒီလိုမျိုးသွားရမှာနော်ဟိုခုနပြောတဲ့စကားလုံးမျိုးကျွန်တော်လက်မခံဘူးဆိုတာပြောချင်တာဒါကြောင့်သူတို့ကြံပေးလိုက်တယ်ထပ်ပြီးတော့စူးစမ်းကြည့်ပေါ့နော်စူးစမ်းပြီးတော့ကျွန်တော်မေးစစ်ခြင်းနဲ့မေးခွန်းတွေရိုးရှင်းစွာနဲ့မေးပါ ဲ့လိုမေးလို့မှသူ့ဘက်ကလက်မခံဘူးဆိုလို့ရှိရင်တော့ခဏ break လုပ်ဖို့လိုတယ်လို့ကျွန်တော်ဒါအကြံပေးလိုက်တယ်ပြီးတော့ဒီကောင်လေးဘက်ကလည်းသူကိုယ်တိုင်ပြဿနာရှိနေတာတွေကတော့ကျွန်တော်လည်းကြားတယ်ဗောနောပြောရင်းဆိုရင်လည်းအဲ့ဒီခါကျတော့သူ့ကိုဖြည့်ရှင်းဖို့ပူပေါင်းဆောင်ရွက်ပေးဖို့အရင်အတက်ဗောနောစ조사ကြည့်လိုက်조사ပြီးတော့မှသူ့ဘက်ကပူပေါင်းခြင်းနဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်တော့ဒါမစိုးဘောနောရှစ်ဆက်သွားလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့အဲ့ဒါလည်းလက်မခံဘူးသူ့ရဲ့မိသားစုမှာလည်းသူကဟီးရိုးဖြစ်ချင်နေတယ်အဲသူကိုယ်တိုင်ကလည်းမိသားစုမှာ အာလိုအပ်ချက်တွေဖြည့်ဆည်းပေးခြင်းနဲ့မကို့ကိုကြတော့တစိုက်တစ်ပိုင်းတော့ပါဝင်ခွင့်မရှိဘူးဆိုလို့ရှိရင်တော့ဒါကသူ့ရဲ့အတ္တနဲ့တခုနဲ့ပေါ့နော်သူကိုယ်တိုင်ကိုယ့်ကိုရောတကယ်အိမ်တော်ပြုဖို့ထိစဉ်းစားထားရလားဆိုတော့ကိုဒါသူ့ဘက်ကထုတ်မပြောရင်တော့ကိုယ့်ကိုယ်ကိုတွေးရမယ့်အပိုင်းရောက်လာဖြစ်ပါတယ်ဆိုတော့ဒါဒီဟာလေးကတော့ဒါကျွန်တော်ရှင်မှာ coaching line နဲ့ဆင်းနေတဲ့ case တွေတခု မ်းမခွဲနိုင်ဘူးเนาะလမ်းမခွဲနိုင်ဘူးဒီလိုနဲ့ပြဿနာဖြစ်နေတယ်ဆိုလို့ရှိရင်အာရိုးရှင်းတဲ့မိခွန်းနေတဲ့စာမှာစပြီးတော့ကိုယ့်ဘက်ကဘာလုပ်ပေးနိုင်တယ်လဲပြီးလို့ရှိရင်ကိုယ့်ဘက်ကလုပ်ပေးလို့ကိုယ့်ဘက်က feedback ပြန်မရဘူးဆိုလို့ရှိရင်လည်းအဲ့ဒီပုံမှာနောက်တာမရဘူးကိုယ့်ဘက်ကတန်ရှင်းဆုံးပေးဖို့လိုအာကတူကိုချစ်ပေးပြီးအာတက်နိုင်တော့ချစ်ပေးတယ်ဘာမှဖြစ်စီပေးတယ်လူရောစိတ်ရောမိကြီးရောမန္တန်တန်းနော်ဒါလေးတွေကိုဖြည့်ဖြည့်ပေးနေ ောင်းတူတော့ပြန်မလာဆိုလို့ရှိရင်အဲ့ဒီပုံမှာနောက်ပိုင်းပြန်ကြောင်းတော့ဆက်ဆောင်ဒါမှကကျွန်တော်ဆိုဘရိတ်တန်လေးလမ်းဖတ်သွားရင်ဒီဘက်ကပြန်ဆက်ဆောင်နဲ့အားလုံးဖြစ်နေတယ်ဖြစ်စီနေတယ်ဒီဒီဘက်ကတော့ဆုံးတယ်အဲ့တော့ဘုရားဘုဖောင်းအမေချင်းရောက်တော့ပေါ့နော်ဘုဖောင်းအမေချင်းရောက်ပြီဆိုရင်တော့ကျွန်တော်အများနဲ့ပြောရမှာရှိပါတယ်အခုဒီကောင်မအောင်နေပါဆိုရင်ဒီကလုံးလေးပေါ့နော်အဲ့လိုနေတဲ့ဒီအတွေးတွေကိုမြန်မြန်ဖြောက်ဖို့ဆိုရင် က် physically ရမန္တလေးရကျွန်တော်တို့ခုခုကိုအလုပ်များများပေးဖို့ပို့ရဲအဲ့လိုအလုပ်ပေးတဲ့အချိန်မှာကိုယ့်ရဲ့ဘဝအတွက်ပိုပြီးအကျိုးရှိမယ်ဟောနော် personal development တွေနော်ကျွန်တော်တို့ရဲ့ brain level တွေကျွန်တော်တို့သူ့တဲ့အကြောင်း financial definition အရာတော့ဒါလေးတွေကိုစပြီးတော့ဒီဇိုင်းတွေကဒီလုပ်ဖို့ရောင်းအောင်ကြိုးပမ်းနေတယ်အဲ့ဒါအဲ့ဒါသူ့ပြီးထိုင်တာကကိုယ့်ရဲ့ဘဝလုပ်နေတဲ့ကာလဆောင်နောက်ထပ်ရည်စားတဲ့ ေးချင်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့တဘူဘုံကစင်ကိုပြောနေတာဖြစ်တယ်။ဒီနော်အရှိဖြစ်တဲ့ဘယ် reality ကိုလည်း loss ဖြစ်တာနော်ဆိုတော့ပါနေပါတယ်။ရတယ်ဘုံတို့တင်းတို့ရဲ့ပါတနာနဲ့အတူတူဆက်ဆံနေကြပါတယ်အဲ့တော့အချိန်ပြရအောင်လို့ကျွန်တော်ရဲ့အချိန်ဒီ session ပါလေးတော့ရှိပါရခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ပါပဲအဲ့တော့ဒီ case လေးကနေပါဒီလိုဖြစ်နေတဲ့သူတွေရှိရဆိုလို့ရှိရင်အာပြောရစကားလေးပြောနားလည်ရအောင်ကျွန်တော်